ိုင်းမှာဝင်လေထွက်လေ1800ရှိတယ်တဲ့ဝင်လေ900ထွက်လေ900ဘယ်လောက်လဲ1800အဲ့ဒါလွဲအောင်ရှုရင်တော့ရတာပေါ့ခက်မြက်ရှု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 နဲ့လုံနေတော့လည်းလွဲမှာပေါ့နော်အကြာကြီးစိန်ဆွဲရှုနေရင်လည်းလွဲမှာပဲမှန်မှန်လေးရှုရင်ဝင်လေ900ထွက်လေ900ဘယ်လောက်လဲ1800ကဲတစ်ချက်တော့ရင်ရုပ်လို့တစ်ချက်ရှုမယ်နော်ဝင်လေတိုးလဲရုပ်ထွက်လေတိုးလဲရုပ်တစ်ချက်တိုးတစ်ချက်ရုပ်တစ်ချက်တိုးတစ်ချက်ရုပ်အဲ့ဒီလိုလေရှုသွားမယ်ဆိုလို့ရှိရင် တဏှာကြီးလုံးလုံးဒီထွက်လေဝင်လေကိုရှုနိုင်တဲ့ယောဂီဟာရုပ်လို့တစ်ချက်ရှုရင်အဝိဇ္ဇာတစ်ချက်ချုပ်တယ်အဝိဇ္ဇာချုပ်တော့တဏှာချုပ်တယ်တဏှာချုပ်တော့ဥပါဒံချုပ်တယ်ဥပါဒံချုပ်တော့ကံချုပ်တယ်ကံချုပ်တော့ဇာတိချုပ်တယ်ဇာတိချုပ်တော့ကဲဒါဆိုရင်တစ်ချက်ရှုတဲ့တန်ဖိုးကနည်းလားမနေဘူးနော်ဒါဆိုရင်တဏှာကြီးလုံးလုံးချုပ်လို့ရှိရင်ဇာတိပေါင်း1800တိုးသွားတယ်တဲ့မချုပ်ရင် ဇာတိပေါင်း1800ပိုမရှိဘူးလက်ရှိလားဘာဖြစ်လို့လဲတစ်ချက်မရှိရင်တစ်ချက်အဝိဇ္ဇာဝင်တယ်အဝိဇ္ဇာဝင်နောက်ကဘာတူလားတဏ္ဍာလာရင်ဥပါဒံဥပါဒံလာရင်ကံကံလာရင်ဒါမြင်တစ်ချက်မရှိရင်တစ်ချက်ကံနေဖြစ်တယ်နော်ကံဖြစ်ရင်ဘာရမှာဇာတိရမှာတစ်ချက်မရှိတစ်ချက်ဇာတိရတယ်ဆိုတော့1800မရှိရင်ဇာတိပေါင်းဘလောက်ဒါမြင်တဏ္ဍာကြီးလုံးလုံးရှုလိုက်ရင်ဇာတိပေါင်း1800တိုးသွားတယ်တဲ့နော်ဒါမြေတန်တရာချဲ့နေတာလားတန်တရာချုပ်နေတာလား ရှုပ်နေတာချုပ်နေတာနော်ဒါပေမဲ့ယောဂီတို့ကဟိုကွယ်တဏှာကြီးလုံးလုံးတို့တော့မရနိုင်ပါဘူးလို့မပြောနဲ့နိုင်ဝက်ရတော့900လောက်တော့ဇာတိ900မချုပ်ဘူးလားအဲ့နိုင်ဝက်ကိုကိုကစ조사မရှုလို့မရဘူးဆိုရင်ဇာတိ900ထပ်မတိုးဘူးလားတိုးလားဒါပေမဲ့တစ်ချက်ရှုရင်တစ်ချက်တန္တရာတိုးတယ်တစ်ချက်မရှုရင်တစ်ချက်တန္တရာရှည်တယ်တဲ့ကဲတန္တရာရှည်ခြင်းလားတိုးခြင်းလားတိုးခြင်းပါဗျာတိုးခြင်းရင်ဘာလို့မှာရှုရုပ်ပေါ်ရင်ရုပ်ကိုရှုပါနာမ်ပေါ်ရင်နာမ်ပေါ်ရ ိုက်ပေါ်ရာယုံ난ကိုရှုမှတ်နေသည်များဇာတိကိုခြုံပြစ်နေတာတဲ့နော်ဇာတိကိုချက်နေတာလားခြုံနေတာအဲ့ဒီလိုခြုံနေတာဒီပလင်အနေမှားလားအနေမှန်လားအနေမှန်ပါဗျာအနေမှန်မှနိဗ္ဗာန်ရမှာနော်အခုအနေကမှားခဲ့တော့တတန်တရာလုံးတပွားပြီးတပွားခန္ဓာတွေရပြီးတော့အပြန်ပြန်အလှန်လှန်မသေးခဲ့ရောက်တတ်သေးခဲ့ရသေးပါဗျာသေပြီးတဖန်မွေးဖွားတော့ဇာတိလာပြန်ရောနော်အဲ့ဇာတိပြီးရင်ဗါလဲသေသေပြီးတဖန်မွေးဖွားတော့ ဇာတိအဲ့ဒီဇာတိတွေကခုနရှုလို့ဖြစ်တာလားမရှုလို့ဖြစ်တာလားမရှုလို့ရှင်တဏှာကြီးမှာဇာတိပေါင်းဘယ်လောက်ပို့တာ1800ပို့တယ်ဆိုရင်ဘုန်းကြီးတို့တရားဓမ္မတွေတသက်လုံးသာဆိုရင်ဇာတိပေါင်းရေနိုင်လေးလားမရေနိုင်ဘူးတဲ့ဒါကြောင့်အဲ့ဒီတသက်လုံးကိုကိုကသာသနာနဲ့တွေ့တော့မှာကောင်းကောင်းအသုံးချပြီးတော့ဇာတိကိုဆွဲချုပ်ပြင့်မယ်တန်ត្រာကျော်ကိုတိုပြင့်မယ်နိဗ္ဗာန်ရအောင်မြန်မြန်သွားမယ်ဆိုတဲ့စိတ်နဲ့စ조사ပြီးတော့တစ်ချက်ရတစ်ချက်နှစ်ချက်ရနှစ်ချက် ဘယ်လိုနေနေရှုနေရင်အကျိုးရှိတာပဲဆိုတော့အတိလေးနဲ့ပဲရှုကိုယ်အတွက်အကျိုးမရှိဘူးလားရှိလားရှိပါဘူးဗျာအဲ့လိုမရှုနိုင်ရင်တော့ကိုယ်အတွက်အကျိုးမရှိဘူးတဲ့နော်ဒါလေးဒါလေးကဘုန်းကြီးတို့ကသေချာနှလုံးသွင်းကြည့်နော်တဏှာကြီးမှာတစ်ချက်ကလေးပဲမိတယ်ဆိုထားပါအောင်တော့တောင်တွင်းမြောက်တွင်းတွင်းမြောက်တစ်ချက်ပဲမိတယ်ဆိုဇာတိတစ်ချက်မရောက်လဲရောက်လားရှိပါဘူးဗျာတစ်ချက်ရောက်ရင်ဘဝခန္ဓာတစ်ခုရောက်တာပေါ့ဘဝခန္ဓာတစ်ခုဆိုနဲတဲ့ဒုက္ခမဟုတ်ဘူးနော်အခုဘုန်းကြီးတို့ကတော့လည်းကြည့်ကိုမွေးလာကြတဲ့ကသေတဲ့အထိအဲ့ဒီဘဝစာဒုက္ခဟာနဲလားနဲပါ ရှာဖွေရတဲ့ဒုက္ခเนาะအစတည်းကကြည့်မယ်ဆိုရင်အမိဝမ်းနဲ့နေကြရတဲ့ဒုက္ခလူမမဲဒုက္ခရှာဖွေရတဲ့ဒုက္ခအိုရတဲ့ဒုက္ခနာရတဲ့ဒုက္ခသိရတဲ့ဒုက္ခကဲဒုက္ခတွေမြန်ပါသေးလားအဲ့တော့ဘဝတစ်ခုလောက်ယော့သွားရင်လေဒုက္ခတဘဝစာယော့သွားတယ်ဆို မနေဘူးနော်အဲ့တော့တဏှာကြီးလုံးမှာတစ်ချက်ပဲရှုမိရင်ဘဝတစ်ခုစာဒုက္ခယော့တယ်ဒါကြတော့နှစ်ချက်ရှုမိရင် နှစ်ဘဝစာဒုက္ခရော့တယ်1800လုံးရှုနိုင်ရင်ဘဝပေါင်း1800စာဒုက္ခတွေရော့သွားတဲ့အတွက်ယောဂီတို့ကအေးအေးပေါ့ပေါ့ရော့ရော့လေးနေမလားစူးစမ်းပန်းစာရှုကြမှာသာသနာနဲ့မတွေ့ခဲ့တဲ့ရှေးကအတိတ်ဝေးစွာတန်တရာတလျှောက်လုံးလည်းပဲအဝိဇ္ဇာတဏနဲ့နေခဲ့လို့ဒုက္ခဇတ်တွေဒီနေ့အထိဆက်နေတော့ရှိသေးတယ်နော်သာသနာနဲ့တွေ့ပြန်တော့လည်းပဲဒီလိုပဲ အဝိဇ္ဇာတဏ္ဍအိုးစီးတဲ့တဏ္ဍခိုင်းသမျှကိုလုံနေတဲ့ဘဝနဲ့နေသွားလို့ရှိရင်ဘဝခန္ဓာတွေကနောက်ထပ်နောက်ထပ်မဆက်ဘူးနဲ့ဆက်မှာလားသာသနာနဲ့တွေ့လို့ဒီအသည့်တွေရတဲ့အချိန်မှာတော့ဒီအလုတ်ကိုစူးစမ်းပြီးတော့လုံရမယ်တဲ့နော်မလုတ်သိမ့်လားလုတ်သိမ့်လားငယ်မလောက်ခဲ့တဲ့ဘဝတွေများလို့လေဒီနေ့ဒီနိဗ္ဗာန်ကိုမရောက်သေးတာเนาะလောက်ခဲ့တဲ့ဘဝများနိုင်ရင်တော့မရောက်ဘူးလားရောက်မှာရောက်မှာဘုန်းကြီးတို့ပြောနေကြစကားပါပဲဓက္ခံဆိုတာနောက်ဘဝကိုပါတယ်လို့เนาะ ဓာတ်ခံဆိုတာနောက်ဘဝဘာဒီဘဝမှာကောင်းတာတွေလှုပ်ထားရင်ကောင်းတဲ့ဓာတ်ခံနောက်ဘဝပါတယ်နော်မကောင်းတာလှုပ်ထားရင်မကောင်းတဲ့ဓာတ်ခံပါသွားမှာပဲကိုယ်မှာကောင်းတဲ့ဓာတ်ခံပါမှလည်းနိဗ္ဗာန်ကိုရောက်မှာပေါ့နိဗ္ဗာန်ကမတူတော်တွေသွားတာလားသူတော်ကောင်းတွေသွားတာလားကဲကိုကမတူတော်အလုံးဒီတဏခိုင်းတာပဲလှုပ်နေမယ်ကောင်းတာတွေကိုမလှုပ်ချင်ဘူးဆိုနောက်ဘဝဓာတ်ခံရလေမကောင်းတာနဲ့ပြောတဲ့ဓာတ်ခံပဲသွားမှာအဲ့လိုဆိုရင်နိဗ္ဗာန်ကိုရောက်အောင်မလား အဲ့တော့ဒီသာသနာနဲ့တွေ့တော့ဒီအသိဉာဏ်လေးတွေရတော့တော့ဒီအလုပ်တွေမလုပ်သင့်ဘူးလားလုပ်သင့်တယ်တဲ့တမှတ်ရရင်တမှတ်ရှုပါတစ်ချက်ရရင်တစ်ချက်ရှုပါ10မိနစ်ရ10မိနစ်ရှုပါ15မိနစ်ရ15မိနစ်ရှုပါနိုင်ဝဲရနိုင်ဝဲရှုပါရသလောက်ကလေးရှုပါရှုသလောက်တော့အကျိုးမရှိဘူးလားရှိပါပါဟောတစ်ချက်တစ်ချက်ထဲနဲ့ဘာဖြစ်မှလဲလို့မမြင်နဲ့ခုနဘုန်းကြီးတို့ပြတစ်ချက်ရှုရင်တဘွားစာဒုက္ခတိုးတယ်နော်နှစ်ချက်ရှုရင်နှစ်ဘွားစာဒုက္ခတိုးတယ်နော်